ရှိဦးသောဘုရားသခင်ကျေးရောကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့ဒီနေ့ကဘာတော်ကိုနားဆင်ကြတဲ့ဓမ္မမိတ်ဆွေများအားလုံးပေါ်မှာဘုရားခင်ထံကနေကြွယ်ဝတဲ့ကောင်းချီးတက်ရောက်ပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရယ်။မကြမ်းမာတဲ့သူတွေလည်းဒီနေ့ကဘာတော်ကိုနားဆင်ခြင်းအပြင်ကြမ်းမာခြင်းဆုကျေးဇူးရရှိကြပါစေလို့ယေရှုနာမ၌ဆုတောင်းပေးပါရယ်။ခက်ခဲပြတ်နာမျိုးမျိုးရင်ဆိုင်နေရတဲ့သူတွေစိတ်မသာကြီးတွားနေရတဲ့သူတွေလည်း ီနောက်ကပတော်နာစင်ချားဖြင့်အခက်ခဲပြဿနာမြို့မြို့ကိုအောင်ပြီးဝမ်းမြောက်ခြင်းတရဖို့ဆောင်းနိုင်ကြပါစေလို့ယေရှုနာမနဲ့ဆုတောင်းပေးပါရစေဒီနေ့တော့နတ်ဆိုးနာခိုရာဖခင်เจ้าများဆိုရက်ကောင်းစဉ်လေးနဲ့ဝင်ရောက်သွားမှာဖြစ်ပါတယ်မာသဲအခန်းသုံးစာပိုက်37နဲ့32ကိုဖတ်ပါမယ်အချာတော်ဦးမှာစကားကိုမိမ့်မွတ်တော်မူတည်တာကောင်းကင်နိုင်ငံတော်သည် လယ်၌ဆိုင်သောမုံညင်းစီနှင့်တွေ့မုံညင်းစီသည်အစိတကာတို့ထက်ငယ်တော်လဲကြီးပွားသောအခါမြစ်ပင်တကာတို့ထက်ကြီးသဖြင့်မိုးကောင်းကင်ငှက်တို့သည်လာ၍အကိုင်းခက်တို့၌နားခိုနီမြီခိုလောက်သော အပင်ဖြစ်တတ်သည်ဟုမိန့်တော်မူ၏လို့တွေ့ရတယ်ဒါကောင်းကင်နိုင်ငံဆိုတော့ကနော်ဒီမုံညင်းစီနဲ့ဥပမာပေးထားတယ်အစကတော့အသေးလေးပဲ เนาะเยรูซาเล็มကနေဆလာတာဖြစ်တယ်။တော်ရတဖြည်းဖြည်းနဲ့ကျပြန်ပြီးတော့မှဒီနေ့ကဘာအနှက်ယုံကြည်သူများနဲ့ပြည်လာတယ်ပေါ့နော်။အဲ့လိုပြည်လာတဲ့ခါမှာကျွန်တော်တို့ဒီလယ်ဆိုတာကဒီလောကပေါ့နော်။လယ်မှာမုံညင်းစီကကြီးပွားတယ်ဆိုတော့မြစ်ပြင်တကာတဲ့ကြီးပွားတယ်ပဲမြစ်တွေနော်။ဆိုတော့ဒီလောကနိုင်ငံတွေပေါ့အဖွဲ့အစည်းတွေအတိုင်းဝိုင်းတွေနော်။ ဘာသာ delay တွေအားလုံးထက်သူကဒီကောင်းကင်နိုင်ငံလို့ပြောတဲ့ယုံကြည်သူတွေအတိုင်းဝိုင်းဟာကြီးပွားတယ်ပြောချင်တာဖြစ်တယ်ဒီမှာသတိထားမှာကတော့ဗာလဲဆိုတော့ကြီးပွားတဲ့ခါမှာသူ့ရဲ့အန်ဒရယ်ကလည်းတခါတည်းဒီမှာသတိပေးထားတယ်နော်မိုးကောင်းကင်ငှက်နော်ကနားခိုတယ်ပြောရတွေ့ရတယ်နော်အဲ့တော့အဲ့မိုးကောင်းကင်ငှက်ကဗာလဲလို့ပြောရင်တော့ဒီခန်းသုံးစာပိုက်လေးမှာပဲ နော်၄နဲ့၁၉ကိုကြည့်မယ်ဆိုရင်တော့မိုးကောင်းကင်ငှက်ဆိုတာကဘာလဲဆိုရင်တော့နှဆိုးဖြစ်တယ်ပေါ့ဆိုတော့ဒီယုံကြည်သူအတိုင်းဝိုင်းကြီးပေါ့နော်ဒါကိုကောင်းကင်နိုင်ငံတိုးပွားခြင်းနဲ့ဥပမာပေးတာဖြစ်တယ်နော်ကဘာမှာခရိယန်ဆိုတော့အများဆုံးဖြစ်လာတယ်အဲ့တော့ခရိယန်တွေရဲ့အဖွဲ့အစည်းကသူကဒေတန္တရတွေရဘလို့ဖြစ်လဲဆိုတော့ဒေတန္တရအသိတော်တွေပေါ့ဖျားเจ้าတွေပေါ့ဒါကတော့ နော်အဆောက်အဦတက်တက်ဆောက်ထားတဲ့ဘုရားကျောင်းတွေရှိသလိုအိမ်တွေမှာရှစ်ခိုးတဲ့ဘုရားကျောင်းတွေလည်းရှိပါတယ်မျိုးမျိုးနော်သူတို့ရှိလာတယ်ရှိလာတဲ့ခါမှာသူ့ရဲ့အန္တရာယ်ကလည်းတစ်ခါလေးလိုက်လာတယ်ယေရှုကိုယ်တိုင်ကဥမာပေးထားတာနော်နှဆိုးတွေလာနားခိုးတယ်သူတို့ပြောပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အတင်းတော်တွေဘုရားကျောင်းတွေကိုသတိထားဖို့လိုတာကတော့နှဆိုးလာနားခိုးမယ်နော်ဒါကိုသတိနဲ့ကျွန်တော်တို့ကာကွယ်ဖို့လိုအပ်မှာဖြစ်ပါတယ်လိုအပ်ဖြစ်ပါတယ် ဒီလိုမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့နော်ဒီအားလုံးသိပါတယ်နော်ကောင်းသောမျိုးစေ့နဲ့တော်မျိုးစေ့အဲ့လိုတွဲနေတာလေနော်ဆိုတော့ဒါကသရမဏရဲ့လုပ်ရဖြစ်တယ်ကျွန်တော်တို့တကယ်စစ်မှန်တဲ့ယုံကြည်သူကြားထဲမှာနော်အတူအယောင်ယုံကြည်သူတွေကိုသရမဏကထည့်လိုက်တဲ့သဘောဖြစ်ပါတယ်ဒီလိုမျိုးဒါကြောင့်ကြီးပွားလာတဲ့ခါမှာသူလည်းသရံကလည်းအလုလုလာတဲ့သဘောပေါ့ ဆိုတော့ကတော့ယုံကြည်သူများကိုသူကလောကကိုဆွဲခေါ်လို့မရတဲ့ခါမှာလောကကိုယုံကြည်သူအแทကိုထဲ့လိုက်တာနော်ဘုရားကျောင်းမှာရောက်နေတဲ့ခရိယန်တွေကိုဒီလောကမောင်မိုက်ထဲကိုသွေးဆောင်လို့မရဘူးနော်တောက်စားမိုးရစ်ပျော်ပါတယ်မတရားစီးပွားရှာခြင်းဒီလောကအတက်မချင်းထဲကိုဆွဲခေါ်လို့မရဘူးဒါကနဦးယုံကြည်သူတို့ချင်းတိမှာပေါ့နော်အဲ့ဒီခါမှာစာတန်က နှဆိုးဘယ်လိုလုပ်လဲသူတပိတွေကိုအတင်းတော်ထဲကိုနော်ဖျားချောင်းထဲကိုထည့်လိုက်တယ်သူတို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါအထင်ရှားဆုံးကတော့ AD 300လောက်မှာ အလုံးတည်တယ်နော်ကွန်တန်စတင်ဆိုတာဘုရင်တစ်ပါးရောမအင်ပါယာဘုရင်ကဒီသူအုပ်ချုပ်တဲ့အင်ပါယာတစ်ခုလုံးအထွေဖြစ်တော့ဒီဥရောပနိုင်ငံတွေပေါ့နော်တစ်ခုလုံးမှာအလုံးခရိယံဘာသာဖြစ်ရမယ်ဆိုပြီးတော့မှကျင်ညာလိုက်တာ အဲ့တော့အဲ့ဒါဘာဖြစ်သွားလဲဆိုတော့တကယ်စစ်မှန်တဲ့ခရိယန်ထဲကိုဒီလောကကိုထည့်လိုက်တာဖြစ်တယ်။အဲ့ခရိယန်နဲ့အများကြီးဖြစ်သွားပြင်မဲ့တကယ်အယုံကြည်သူကမရှိပဲနဲ့အဲ့ဒါတကယ်ယုံကြည်သူကြားထဲမှာဘာဖြစ်လာလဲအတူအောင်ခိရတဲ့ခရိယန်နဲ့အများကြီးဖြစ်လာတယ်။ဒါအတင်းတော်သမိုင်းမှာဖတ်ဖို့ရင်အလုံးသိမှာပဲဖြစ်ပါတယ်။ဒါလည်းဥပမာတစ်ခုပါအကြီးဆုံးဒါဒီနတ်ဆိုးဟာဘုရားကျောင်းထဲမှာလာနာခေါ်တဲ့သဘောဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့တမာတရရှိဖို့အလွန်ရည်ကြီးပါတယ်အသင်းတော်ကြီးပွားတိုးတက်တာလည်းအလွန်ကောင်းပါတယ်တော့ဘလို့နည်းနဲ့ကြီးပွားတိုးတက်တယ်လေပေါ့ဖျားသခင်လိုချင်တဲ့ပုံစံနဲ့တို့ကကြီးပွားတိုးတက်သလားအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဖျားเจ้าမှလိုတော့များလာပါရဲ့တော့ရနဆိုးလာနာခိုးတာမဖြစ်ဖို့သတိပြုဖို့ရည်ကြီးတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်နော်အဓိကနော်ဥမာပေးပြီးတော့မှသတိပေးချင်တာကတော့ ရှင်ဟောင်းခရဝံကြာခန်း၄နော်စာပိုက်27ကနေ23လေးကိုကျွန်တော်ဖတ်ပြီးတော့မှရှင်းပြချင်တယ်ဒီမှာဘာပြောလဲဆိုတော့ရှာမာရိအမျိုးသမီးနဲ့ယေရှုနဲ့တွေ့နေတာဖြစ်တယ်နော်ဆွေးနွေးနေတယ်နော်ရှာမာရိအမျိုးသမီးကပြောတယ်ကျွန်တော်ရှာမာရိတွေကတဲ့တောင်ပေါ်မှာကိုးကွယ်တယ်တဲ့ခင်ဗျားတို့ယူဒာလူမျိုးတွေကတော့ယေရုရှလင်မှာကိုးကွယ်ရမယ်လို့ပြောကြတယ်ဆိုရခါမှာနော် ယေရှုကဘာတုံ့ပြန်လဲဆိုတော့ယေရှုကအချင်းမိမငါစကားကိုယုံတော့ဤတောင်တော့မလားယေရုရှလင်မြို့တို့မသွားပဲခမဲတော်ကိုကိုးကွယ်ရမည်အချင်းကာလရောက်ဆဲရှိအဲ့ကာလမှာရောက်နေပြီပေါ့ရောက်ဆဲဆိုတော့နော်တင်းတို့ဒီတဲ့အတိဘယ်ကဘာလဲတောင်ပေါ်တော့မလားနော်တောင်ပေါ်ဆိုတာကအလုံးတည်တယ်နော်ဒီရှာမာရီကိုကိုးကွယ်တာကယုတ်ထုစင်းတို့အဲ့မှာသူသဖြင့်နွားယုတ်ထုတွေဘာလဖျားတွေကိုးကွယ်တာဖြစ်တယ် ဲတောင်ပေါ်လဲမင်းတို့နော်လွဲမတဲ့ကိုယ်ွယ်မှုလဲရှိစရာမလိုတော့ဘူးတဲ့အဲ့လိုပြောချင်တာနော်ယေရုရှလင်မြို့တို့လဲမတော်ပဲယေရုရှလင်မြို့မှာပါရှိလဲဗိမာန်တော်ရှိတယ်ဗိမာန်တော်လဲတောင်းစရာမလိုဘူးအတိတ်ပဲပါလဲရိုးရအစင်လာရင်နဲ့နော်ကိုယ်ွယ်စရာမလိုတော့ဘူးနော်အဲ့ကလာရောက်နေပြီရောက်ဆဲပဲရောက်နေတော့မယ် အချိန်ရောက်ဆဲရှိသင်တို့ဒီကိုမတိတော့အရာကိုကိုးကွယ်ကြိုက်ဒါရှာမာရီတွေဖြစ်တယ်နော်သူတို့နတ်ဆိုးတွေကိုးကွယ်နေတာဖယားကိုးကွယ်ရမှတ်နေကြတယ်သူတို့ကနော်တောင်ပေါ်မှာနော်ကိုးကွယ်ကြိုက်အကြောင်းမူကားယူရလူတို့၌ကဲတင်ခြင်းအကြောင်းရှိဒါသူတို့ကယေရှုသူကစစ်မှန်တဲ့ယုံကြည်သူပေါ့သူတို့ကဒီနေ့ယေရှုယူဒအဖြစ်လာတယ်နော်ဒါကြောင့်ဒီနေ့ဒီယူဒအဖြစ်တက္ကပါလုံးကိုမှန်ကန်တဲ့ကိုးကွယ်ခြင်းကဲတင်ရမယ့်အကြောင်းပြောတာဖြစ်တယ် ကိုကိုွယ်တော်သူမှန်သမျှသည်ခမဲတော်ကိုနံဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုကိုွယ်ရမည်အချိန်ကာလသည် လာ၍ယခုပြင်ရောက်လျက်ရှိအကြောင်းမူကားထိုတုတ်ကိုကိုွယ်တော်သူတို့ကိုခမဲတော်သည်အလိုတော်ရှိ၏ကဲချစ်ဒီနေ့ကျွန်တော်သိဖို့ကနော်ဖယားသခင်ကဒါလာမဲ့ဒီကာလကိုသူကယေရှုကပြောနေတာဖြစ်တယ်နော်နောက်နှစ်ပေါင်း2000 တော်ကိုသူပြောနေတာအဲ့တော့လူတိုင်းဟာဘုရားသခင်ကိုတည်ရတဲ့အခွင့်စစ်မှတ်တဲ့ဘုရားကိုတည်ရတဲ့ခွင့်ရှိမယ်တဲ့တော်ပေါ်သွားစရာမလိုဆိုတာနော်လွင်မာတဲ့ကိုယ်ွယ်မှုတွေဘုရားမဟုတ်တာတွေမကိုယ်ွယ်ရတော့ဘူးတဲ့တည်လာမယ်တဲ့အသက်ရှင်တဲ့ဘုရားကိုတဲ့ပြီးရင်လည်းပါလေယေရုရှလင်မြို့တို့လည်းလာစရာမလိုဆိုတော့ကဗိမာန်တော်မှာတီးမှုကခုံချင်းမွန်းအဲ့ဒါတွေအစင်လာရရစ်ပူသောချင်းနေတာတွေမလိုတော့ဘူးတဲ့ မလိုတော့ဘူးဘလို့ဘုရားသခင်အလိုရှိတယ်လဲဆိုတော့တဲ့ဘုရားသခင်ဟာအောက်ဆက်ဖတ်မယ်ဆိုတော့နံဝိညာဉ်ဖြစ်တော့ကြောင်းတဲ့ကိုယ်ကိုယ်တော်သူဟာဘုရားသခင်ကိုနံဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုယ်ကိုယ်ရမယ်အချိန်ရောက်လာပြီအဲ့ဒါကိုဘုရားသခင်အလိုတော်ရှိတယ်လို့ပြောပါတယ်ခင်ဗျဒါကြောင့်ဒီနေ့ကျွန်တော်တိဖို့ကကျွန်တော်ဖះเจ้าနေမှာနတ်ဆိုးလာရောက်နားခိုပြီးတော့မှမလုံရှားနိုင်ဖို့အတွက်တိဖို့ကအရေးကြီးတာကဘာလဲဆိုတော့ ျွန်တော်ဘုရားကျောင်းတွေမှာဘုရားသခင်ကိုနာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းမမှန်ကန်စွာကူးကွယ်ဖို့ဘုရားခင်လိုတာဖြစ်အလိုချင်တာဖြစ်ပါတယ်အဲ့ဒါကိုနော်အဲ့တော့အတိတ်ကဓမ္မကာလကကူးကွယ်မှုပုံစံကိုကျွန်တော်တည်တည်နေတာဒီအသိတော်ကာလမှာနော်ဓမ္မသစ်ကာလမှာဒါမှပါတယ်ပေါ့မှပါတယ်နော်အဲ့တော့ကျွန်တော်တည်ဖို့ကနာဝိညာဉ်နဲ့တစ္ဆာနဲ့ တမန်တော်တွေကဓမ္မတိကာလမှာဘလို့ကူးကွယ်ခဲ့ကြတယ်လဲအတူချုံပြောမယ်ဆိုနာဝဉ္ဇဉ်နဲ့ကိုးကွယ်ရဆိုတာကျွန်တော်ဝိညာဉ်အသက်ပြန်ရှင်တယ်ဘုရားနဲ့အဆက်ပြန်ဖြစ်တယ်ပေါ့မေတ္တာရပြန်ဖြစ်တယ်ဘုရားနဲ့ဘုရားရဲ့ဝိညာဉ်နဲ့ကျွန်တော်ဝိညာဉ်နဲ့မေတ္တာပြန်ဖြစ်တယ်အဲ့လိုကိုးကွယ်တော့ပြောချင်တာသစ္စာဆိုတော့မင်္ဂလာဆိုကိုးကွယ်ဖို့ပေါ့နော်ဒီလိုပြောချင်တာနှုတ်ကပတော်နဲ့ညီကိုးကွယ်ဖို့ဒီလိုပြောချင်တာဖြစ်တယ်အဲ့တော့ဘုရားသခင်လိုချင်တယ်အလိုတော်ရှိတယ်အဲ့ဒါဆိုရင်တိဖို့က တမန်တော်တွေကနော်တမန်တော်တွေကဒီတမန်တော်ဝတ္ထုကနေဗျာဒိတ်ချမ်းတိဘလို့တုန်တင်တယ်သူတို့ကိုယ်တိုင်ဘလို့ကိုယ်ကိုယ်ခဲ့ကြတယ်အဲ့ဒါမှလွဲမားတဲ့ကိုယ်ကိုယ်မှုလက်ရှိတယ်အဲ့ဒါဟာလွဲမားတယ်ဆိုတာပါလေသူဘယ်မှာဒီတမန်တော်ဝတ္ထုခန်းတိကနေဗျာဒိတ်ချမ်းခန်း20နှစ်ထိမှာအသေးစိတ်ရေးထားပါတယ်ဒါသူတို့တမန်တော်ခက်မှာဓမ္မတိကာလမှာဘလို့ကိုယ်ကိုယ်ခဲ့ကြတယ် ဖျားเจ้าမှာเนาะအဲ့ကာလမှာလဲအိမ်နေမှာလဲဖျားเจ้าလုပ်ကြတာပဲเนาะဖျားเจ้าဆောက်ပြီးတော့ကိုကိုယ်တန်းရှစ်မှာပေါ့เนาะအဲ့တော့သူတို့ဘလို့ကိုကိုယ်ခဲ့ကြတယ်လဲပေါ့ကိုကိုယ်မို့ပုံစံအဲ့ဒါကိုကျွန်တော်တို့ကအတူယူဖို့ဖြစ်ပါတယ်ပေါ့အဲ့ဒါကိုကျွန်တော်မကြည့်ဘဲနဲ့ဒီလောကဆန်တဲ့ပညတ်တရားဖက်ကိုသွားသွားပြီးတော့မှဗိမ္မာန်တော့ကိုကိုယ်မို့ပုံစံဟောနော်အဲ့ဒါကိုကျွန်တော်တို့ပုံတူခိုးချပြီးတော့မှ ဓမ္မတိကလာမှာကိုးကွယ်ရာဟာဘုရားခင်မလို့ချင်တော့ဘူးဟာလားမလို့ချင်တော့ဘူးဒါကြောင့်ဓမ္မမေဆွေတင်းရဲ့ဘုရားเจ้าမှာတင်းရဲ့ဘုရားเจ้าမှာနော်နတ်ဆိုးနားခိုရာမဖြစ်ဘူးတတိပြုပါဘလို့တတိပြုရမလဲတမန်တော်ဝတ္ထုကနေဗျာဒိတ်ချန်တိတမန်တော်တွေကရှေးယုံကြည်သူတွေကဘုရားသခင်ကိုနာဝိနဲ့၎င်းတစ္ဆာနဲ့၎င်းဘလို့ကိုးကွယ်ခဲ့ကြတယ်လေအဲ့ဒါကိုကြည့်ပြီးတော့မှကျွန်တော်တို့က လက်လျှောက်အောင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့အတင်းတော်မှာနှဆိုးနော်ခုနလို့ရမှာမဟုတ်ပါဘူးဒီနေ့ဆက်ပြီးတော့မှဒီနေ့နော်ဖျက်ခင်မလူချင်တော့တဲ့ကိုယ်ွယ်မှုပုံစံကိုထားခဲ့ပါတီးမှုကခုံချင်းဆိုတာကတော့နော်ဒါစိတ်ခွန်အားလည်းဖြစ်ပါတယ်ဖျက်เจ้าမှာမဟုတ်ပါဘူးဘောလုံးကုန်းမှာလည်းလူတိုင်းကြိုက်ပါတယ်နော် night club မှာလည်းကြိုက်တာပဲနေရာတိုင်းမှာကြိုက်ပါတယ်အဲ့ဒါက တခုတော့စိတ်ခွာရဖို့လဲလိုအပ်ပါတယ်သူကတော့အဲ့ဒါကြီးကအတိတ်ကမဟုတ်ဘူးဆိုတာကိုနားလည်စေချင်တယ်အဲ့ဒါကိုဘုရားခင်မလို့ချင်တော့ဘူးယေရုရှလင်မြို့သူလာစရာမလိုဘူးဗိမာန်တော်မှာနော်ဘလို့ကိုကိုခက်ကြလဲအလုံးသိပါတယ်ဒါဝိလက်ထက်မောရှိလက်ထက်မှာဒီအဖွဲအဖွဲနဲ့ဖွဲတယ်ဘလို့ကိုမပုံစံနေမျိုးစုံရှိတယ်အဲ့ဒါတွေကိုဘုရားခင်မလို့ချင်တော့ဘူးနော်အဲ့တော့ဘာလို့ချင်တယ်လဲနာဝိယင်းနဲ့သစ္စာနဲ့ကိုကိုပဲဘို့ ဘုရားသခင်လွတ်ချင်တယ်အဲ့ဒါဘလို့ကျွန်တော်တို့သွားရမလဲတမနော်ဒီတမန်တော်ဝတ္ထုအခန်း1ကနေဗျာဒိတ်ချံအခန်း20နှစ်ထိဖတ်ကြည့်ပါအဲ့ဒီတိုင်းကျွန်တော်ရှောက်လန်းပါအဲ့ဒါဆိုတော့တင့်ဘုရားကျောင်းမှာနတ်ဆိုခွန်နာရင်တင်တိမှာဖြစ်တယ်နော်ခွန်နာလို့ကြာကြီးခွန်နာလို့ရမှာမဟုတ်ဘူးအဲ့ဒါဆိုရင်တော့ဒီနေ့နော်တင့်တင်းတော်ဟာတကက်စစ်မှန်တဲ့မှန်ကန်တဲ့အတင်းတော့ စစ်မှန်တဲ့တိုးပွားခြင်းနဲ့တိုးပွားတဲ့အသိတော်ဖြစ်လာလိမ့်မယ်လို့သင်တို့အသိတော်သင်တို့ရဲ့เนาะယုံကြည်သူအတိတ်အဖြစ်ဖျားပုံးထင်ရှားလိမ့်မယ်လို့ခေါင်းအပေးနဲ့ညီကောင်းချုပ်ပါရယ်ဖျားသခင်နေ့သင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်